Thank <laughs> you. ရရလုံးမင်္ဂလာပါကျွန်တော်ကတော့ five star လေးမှုပဲဖြစ်ပါတယ်เนาะကျွန်တော်မျိုးတွေအတွက်တပတ်စာတွေကိုရွေးချယ်ပေးခဲ့ပြီးပါပြီ မနေ့ကနိထိတ်နဲ့နင်ငါဆိုတာကကျွန်တော်တို့ဂရုမှာနိပိုင်နဲ့နိခွန်ပရိ20နင်ငါဆိုတာအောင်မြင်ခဲ့ပါတယ်။နောက်ပြီးတော့နိ3ဆိုရင်တော့ကျွန်တော်တို့အားလုံးပျော်ရွှင်ရမယ့်ဂဏန်းဖြစ်မှာပါ။ဒုဗီတော်ညာလေကျွန်တော်တို့ဂရုရဲ့ နေတဲ့ငင်းကအောင်မြင်သွားခဲ့ပါတယ်။နောက်ပြီးဒီဘက်ကအမျိုးတွေအတွက်ကျွန်တော်တို့မူတွေ site တွေအပတ်တိုင်းထွက်နေတာတွေရှိတယ်ဆိုပြီး3953အခွေရှိပါတယ်လို့ပြောခဲ့တဲ့စီမှာ36ဆိုတာကြာသွားတာဖြစ်ပါတယ်။နော်ဒါတွေက like ကိုကြီးတဲ့မျိုးတွေမင်းက YouTube live မှာဒီချပြောခဲ့တာတွေဒါတွေကို ကြီးတဲ့လူတွေပဲတိမယ်အမယုံဘူးဆိုရင်လည်းပြန်လန်ကြီးကြပေါ့ဗျာဟုတ်ပြီလားမူဒီစိုက်တွေရှိတာတွေကိုပြောခဲ့ပြီအဲ့ကြတော့ဒီနေ့ကျွန်တော်တို့ဇာတာပရိနိမဘာ ड़ी ဖြစ်လာနိုင်မလဲဆိုရင်ကျွန်တော်မနေ့ကလက်တွဲစိုက်ကလည်းကြီးကြီးပြောခဲ့ပါတယ်နော် ဒီနေ့ဒုံနေပေါင်းရင်၄၄ခုနှစ်ကြီးမနေရောညရောကြတယ်ဒီနေ့နေနေပေါင်းရင်၃၃၅ကြီး၅ဆိုပြီးမနေ့မှာကြတယ်၃ညနဲ့၄နဲ့ပေါင်းရင်၄ခုနှစ်ကြီးနှစ်အပြီးကြသွားတယ်နေနေဒီနေ့ပေါင်းရင်၃၃၅ကြီးမနေရောညရောကြတယ်ဒါကြောင့်မို့လို့မနေ့ပြန်မှာကျွန်တော်တို့ကမနေ့ကပြောခဲ့ရနော်တိချော့ ရှစ်ကြီးရှိပါတယ်ဆိုတော့6လုံးပိုင်းထိသွားတာဖြစ်တယ်ဒီနေ့မနေ့ဒီနေ့တနေ့ကုန်စားကြီးကတညနဲ့နင်းနဲ့ပေါင်းရင်နစ်ခွန်၄ကြီးဆိုတော့ကျွန်တော်တို့ဘာကိုကြိုင်ကြမလဲဘာကိုကြိုင်ကြမလဲဆိုရင်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ like ကိုတွေးရှိတဲ့မျိုးတွေအားလုံးကျမ်းမှချမ်းသာပြီးလူရင်းစံနာတွေပြည့်စုံပါစေလို့ ဆူတောင်းပေးပါတယ်နော်အဓိကအဖြစ်ကျွန်တော်တို့အဓိကလိုအပ်နေတာကမျိုးတွေအတွက်အမြဲကျွန်တော်တို့မကြောက်တင်ခံပြီးဒီနန်းနေကောင်းတာတွေပေးနေပေမဲ့နော်တယောက်နဲ့တယောက်ကူညီမှုအားနည်းပါတယ်ခင်ဗျဘာမှမတောင်းဆိုပါဘူး like and sharing လေးတော့လုပ်ပေးပါလို့တောင်းဆိုရဲစီမှာလုပ်ပေးတဲ့လူတွေနေတော့ဘာဖြစ်ဖြစ်ကျွန်တော်တို့လုပ်ရတဲ့အကျိုးတွေ မရှိဘူးပေါ့ဗျာအဲ့လိုတွေဟုတ်လားကျွန်တော်တို့ဘက်ကလည်းမျိုးတွေအတွက်အချိန်လေးကုန်ခံနော်ဆာရဲစတဲ့မင်းဘူးနော်ဒီအင်တာနက် line wifi line နေရာစနော်ကုန်ကြခံပြီး စေဒနာနဲ့ပြီးတော့လေတချို့တွေကစေဒနာလေးတွေကိုတံပိုးမထားပြီးတတ်ကြတာလေးတွေကအင်မတန်ဝမ်းနည်းဖို့ကောင်းပါလေခင်ဗျာအဲ့ကြတော့နေခွန်လေးကြီးရှိတဲ့စီမှာတုံညာ15ပေါင်းရင်6ပါဝါ1အလုံးမှန်နောက်ရကြတယ်တရှိဆိုပြီးကြတယ်တုံညာရဲ့2 9เนาะဒီ L ပေါင်းခြင်းเนาะ3လုံးပေါင်းခြင်း တိတိတိဘာဝ6လုံးပိုင်းကြာရမယ်ဆိုတော့ဒီမှာ36ဆိုပြီးကြာတယ်9ရဲ့နင်းနဲ့ပေါင်းရင်တိတိဘာဝ6လုံးပိုင်းဆိုတော့မနေ့က3ည6ဆိုပြီးကြာခဲ့တာဖြစ်တဲ့အတွက်3 3ည6ပေါင်းရင်9ဘာဝ4ဆိုတဲ့4လုံးပိုင်းနေ့တိုင်းကြိုက်ပါတယ်နော်အဲ့ဒီမှာဘာသာရုကရွေးချယ်ပေးနေတာက လေးလုံးပိုင်နဲ့ဆိုရင်ကျွန်တော်တို့ဒီ30ထွက်ရင်သုံးသုံးည4ခွန်အခွေတွေရကြားရပါတယ်ဆိုတော့ဒီမှာမကြသေးဘူးရချင်းစိတ်နေပြီเนาะအဲ့ဒီကြတော့ခွန်ထွက်လာခဲ့မယ်ဆိုရင်ကျွန်တော်တော့4ခွန်ကြိုက်တယ်6 6ကြိုက်ပါတယ်เนาะ4ခွန်နဲ့6 6ကြိုက်တယ်ချမရေးတော့ဘူးเนาะကျွန်တော်မျိုးတွေ like ကိုကြီးတဲ့မျိုးတွေပဲကျွန်တော်တို့ဥတီတယ် ဟုတ်ပြီလားချရေးမပြီးတော့ဘူးဒီနေ့နေတာအဖြစ်လေးချောင်းနဲ့လေးခုံကိုကြိုက်ပါတယ်ဘာလို့လဲတန်နဲ့မူတွေရှိပါသေးတယ်ခင်ဗျမူတွေအလုံးပြရင်လည်းအပင်းမှုနေတဲ့အတွက်ကိုနဲ့ရင်မချင်းတူတဲ့လူတွေပဲနော်ရစီခြင်းသီးစီခြင်းပါတော့ရယ်နော်အဲ့ကြတော့လေးချောင်းနဲ့လေးခုံဆိုတဲ့နေတဲ့ကနန်းကိုကြိုက်ပါတယ်ခင်ဗျာအဲ့ဒီတည်းကမှနောက်ထပ် ဒီနှင်းငါထွက်လာပြီးရင်နှင်းငါငါနှစ်ဆိုတဲ့ကနန်းနေထွက်လာရင်တော့သူ့ရဲ့ဘာကိုပြောချင်လဲဆိုရင်နိခွန်တုံညာငါအခွေတွေဟာတကြိမ်တစ်ခါတည်းနဲ့မပြီးတတ်ပါဘူးထပ်ပခါတလေလေလိုက်တက်တယ်ထွက်လာခဲ့ရင်အဲ့ကြတော့အခုဒီမှာနှင်းငါထွက်ထားတဲ့စီမှာတုံညာငါဆိုပြီးလိုက်ခဲ့တယ်အခုတော့ကျွန်တော်ကဒီနှင်းငါထွက်ထားပြီးရင် ့20ဆိုတဲ့ကနန်လိုက်ဖို့များတယ်အာတာတွေပဲဘာလို့လဲကျွန်တော်တို့ညတိနှစ်သုံးအခွေလဲရှိတယ်လို့တုံညာတိနှစ်သုံးလေးအခွေကလည်းရှိနေတော့အဲ့ဒီကမှနိခွန်တုံညာငါအခွေလဲဖြစ်တဲ့နော်နိငါထွက်ပြီးရင်20နိငါ80ခွန်9နှစ်သုံးဆိုတဲ့ကနန်ညီလိုက်တတ်တာ ဖြစ်တဲ့အတွက်ကျွန်တော်ကတော့သူရဲ့အုပ်စုတွေက20ဆိုတာကိုကြိုက်ပါတယ်ခင်ဗျာ။ အရိကြတော့ဂျိုင်းနေတဲ့ဆိုရင်ဒီနေ့အတွက်နေတိုက်က၄6ခွန်20ဆိုတဲ့ကဏ္ဍနေရူဂျိုင်းနေတဲ့ပါလေခင်ဗျာဘာလို့လဲနေခွန်၄ကြီးရလဲရှိနေတာဖြစ်တဲ့အတွက်နော်နေခွန်၄ကြီးရလဲရှိနေတာဖြစ်တဲ့အတွက်ခွန်ကလည်းပျောက်သီးကဏ္ဍဖြစ်ပါလေခင်ဗျာအဲ့ကြတော့ခွန်ပျောက်သီးကဏ္ဍဖြစ်တာဖြစ်တဲ့အတွက် ခွန်တလုံးထွက်လာမယ်ဆိုရင်ခွန်ဘူးတို့ခွန်ချောက်တို့ခွန်တစ်တို့ဖြစ်တတ်ပါတယ်။ဘာလို့လဲ။ကျွန်တော်တို့ခုနပြောခဲ့တဲ့ဒီ30ထွက်ပြီးရင်မူတွေရှိတယ်ဗျ။ခွန်လုံးပိုင်ကြရမယ်လုံးဝမကြခဲ့ဘူးเนาะဒီဘက်တွေတော့ကျွန်တော်တို့ခွန်နေကြိုင်ကြိုင်နေကြိုင်ခဲ့တယ်ဆိုတာဓာရီကြောင့်ပါเนาะပျောက်လို့ကြိုင်တယ်အဲ့ဒီကြတော့ဒီခွန်ဟာ လာခဲ့မယ်ဆိုရင်သူ့ရဲ့မူရ30ထွက်ပြီးရင်ခွန်မှန်ရှိတယ်ခွန်1ခွန်6ဒီဆိုတဲ့စီမာเนาะကျွန်တော်ကတော့အဲ့ဒီခွန်ထွက်လာမယ်ဆိုရင်ခွန်1ခွန်6ခွန်ဘူးဆိုတာကိုဂျိုင်းနေတဲ့ပါလေအဲ့ဒီရမှာကျွန်တော်တို့ five star တို့ရဲ့ group ရဲ့အခွေကပဲ five star တို့ကတော့စစ်ထိုးမှဖြစ်ပါတယ်เนาะအားလုံးကျွန်တော်ရဲ့ လူရဲ့အဖွဲ့ဝင်တွေလည်းเนาะကျွန်တော်တို့မနေ့ကနေ့ငါးဆိုတဲ့ကျွန်တော်တို့နေ့တိုက်ကအောင်မြင်ခဲ့တယ်နေ့၃ဆိုရင်တော့အာလုံးပွဲသိမ်းမှာပေါ့ဗျာเนาะနေ့၃ပါလို့ပြီးထားလေဩအဲ့ဒါလေးလေးပြောကျင်ပါတယ်ခင်ဗျခဏန်းပြီးတာ၄ဒီ5 star တို့ကလခတ်တက်ပြီးလိုက်တာမဟုတ်ပါဘူးနေ့၃ပါလို့ပြီးထားလေ၃ညတိနေ့၃ကမှနေ့၃ပါလို့ပြီးရတယ်ဆိုရင် မျိုးတွေပါမျိုးတွေဝါနာပါတွေယုံကြည်တယ်ဆိုရင်လိုက်စစ်ကြည့်ကြပါဗျာကျွန်တော်ပြောပြီးသားဒါကဖိုင်စတာအမြင်ပြောခဲ့တာမူတွေကမတူဘူးเนาะတစ်ခုနဲ့တစ်ခုဖိုင်စတာတို့ဂရုမာပေးထားတဲ့အရာကဒီကနန်းလေးလုံးပေါင်းရင်၁၀ပြိမ့်မူ၁၀ကနန်းမူเนาะအခုပြောမဲ့နေ့၃နေ့လိုက်စစ်ကြည့်ပါဂျာတာပြိမ့်နေမှာအလဲပေါင်းခြင်း အလင်းနှလုံးပေါင်းခြင်းဒီဘေးတွေနော်ဒီလေးလုံးနေပေါင်းတာမဟုတ်ဘူးဆေရခုပတ်မှာဖြစ်သွားတာအလေပေါင်းတာလည်းဖြစ်တယ်ဘေးပေါင်းခြင်းလည်းဖြစ်တယ်လေးလုံးပေါင်းခြင်းကလည်း30ပဲဒါပေမဲ့ခုပြောတဲ့နေ3ကိုပြောခဲ့တဲ့မူကတွေဈေးနာထားပြီးတော့ပြတ်တာခဲ့ပြောပြောခဲ့တာဖြစ်တယ်နော်ဂျာသာပရိနေမှာဒီလိုအလေ30ပေါင်းခြင်းဖြစ်တယ်ဆိုရင် 10ဖြစ်လာရင်เนาะ9 3ညပြိဋ္ဌိကြားတတ်ပါလေခင်ဗျာအဲ့ဒါကြောင့်မလို့ကျွန်တော်ကနှစ်3ဆိုတဲ့9ပြိဋ္ဌိကိုရွေးချယ်ခဲ့တာဒီနှစ်9ဟာကျွန်တော်တို့လက်တွေ့ဆိုင်နဲ့နေ့တိုင်းမှာဂရုမာပါခဲ့တာဘာကြောင့်လဲဒီအလဲဆယ်ဖြစ်လာရင်မူရိယနိခွန်လေးကိုထိတ်တည်နေเนาะ9 3ညခွန်ပြိဋ္ဌိထွက်တတ်ပါလေဆိုတဲ့ ကျွန်တော်တို့မူရိယဒီနေငါကြတာနော်သူကနေသူတွားနေတာဖြစ်ပါတယ်အဲ့ဒီနေရာမှာမင်းရောကိုကျွန်တော်တို့နှစ်သုံးထွက်ယူခဲ့တာကဒီလိုကြာတာပရိနေမှာဒီဂျာရဲ့တွေမပြောဘူးနော်ဖိုင်စာတို့မူရိသည်နေရဲ့တွေမှန်းမယ်ရချင်းတွေမှန်းမယ်အပင်ရည်တွေမှန်ရမှာဖြစ်တဲ့အတွက်ကြာတာပရိနေမှာဖြစ်သောအလဲနှလုံးပေါင်းခြင်းတစ်စေဖြစ်ခဲ့ရင် ငါးတုံညာပရိဒိကြတတ်ပါတယ်အဲ့ဒီငါးတုံညာပရိဒိကြလာတယ်ဆိုရင်တိကြဘောကြတဲ့ကဏ္ဍကတော့နိသုံးနိရှိခွန်သုံးခွန်ရှိဆိုတဲ့နိခွန်သုံးရှိအခွေပဲဖြစ်ပါတယ်ဒါလေးတွေကယုံကြည်မယ်ဆိုရင်တော့လိုက်စစ်ကြည့်ပါနော်လိုက်စစ်ကြည့်ပါ ဖိုက်စားတို့ကတော့ဒီမူဟာ ေချာရှာထားဖွေထားတာဖြစ်တဲ့အတွက်မံကံမအမျိုးတွေကိုချပြတာဖြစ်တဲ့အတွက်အာနေတယ်ဆိုရင်လိုက်စစ်ကြည့်ပါဗက်ရှားကတော့မပြတော့ဘူးကျွန်တော်အမျိုးတွေအတွက်ကျွန်တော်တို့အတွက်ဒီကအချိန်တွေကအရေးကြီးပါတယ်ယုံကြည်တယ်ဆိုရင်လုပ်ပေါ်ဗျာအဲတောက်ကြလာကြတာပြင်းနေမှာအပေါင်းချင်းအလေပေါင်းချင်း30ဖြစ်ခဲ့ရင် ငါးတုံညာပရိတ်ကြီးကြတယ်အဲ့ဒီငါးတုံညာပရိတ်ကတော့နိခွန်သုံးရှိအခွေကနိသုံးနိရှိခွန်သုံးခွန်ရှိတို့ပဲဖြစ်ပါတယ်ခင်ဗျာကျိုင်းနေတဲ့ရင်လှုပ်ဆောင်လို့ရပါတယ်ဟုတ်ကဲ့ပါခင်ဗျာမင်္ဂလာပါကျွန်တော်ရဲ့ like ကိုတွေးစီတဲ့မျိုးတွေအားလုံးကျဲမချမ်းသာပြီးလူရင်းဆန္ဒတွေပြည့်စုံပါစေလို့ဆုတောင်းပေးရင်နဲ့နောက်ထပ်၄၆နေ့တိုင်းမှာ၄၆ဆိုတာဘာလို့ထပ်ထည့်ပေးရလဲထပ်ပြောဦးမယ် ဖိုက်စာတို့ပြီးသွားတဲ့ဘက်ကဒီမှာနော်ရတဲ့မရဘူးဆိုတာကတော့ကျွန်တော်တို့မေးတော့မေးတယ်ဘယ်သူမှပြောတာကတော့မရှိပါဘူးလိုက်မှာပဲမေးသွားတာနော်3ည3ည9ခြေကနန်းထွက်ပြီးရင်ဘာမွေးကနန်းကြမလဲတကွယ်သေးတော့မိမွေးကနန်းမေးတဲ့စီမှာချက်ချင်းပြေခဲ့တာ3ည8ကြလိမ့်မယ်လို့ ုံညာရှိမွေးကနန်းရှိပါတယ်လို့ပြောတဲ့စီမှာတုံညာရှိတခါတည်းကြာသွားတာအဲ့ဒီမေဘီနောင်ရဲ့ပဲကြာတာပဲနော်အဲ့ဒီလိုက်မှာနော်စောစည်းစာကြာသွားတာအခုဒီတပတ်အတွက်နော်သုံးငါးနှစ်အလားသုံးငါးနှစ်ကနန်းရဲ့ကျွန်တော်တို့တကွက်သေးတော့မိန်မွေကနန်းကတော့ဒီတပတ်ချဲရဲ့မိန်မွေကနန်းကတော့၄၆ဖြစ်ပါလေခင်ဗျာဒါကြောင့်မို့လို့ကျွန်တော်က เนาะဒီနေ့336ပေါောင်းရင် ကို9ဘဝ4လုံးပိုင်းနဲ့ဆိုရင်46 49ဆိုတဲ့ကဏ္ဍနေပြီးခဲ့တာပဲဖြစ်တယ်ဆိုတာကိုပြောကြရင်းနဲ့အလုံးမင်္ဂလာပါလို့ပြောရဆိုရပါတယ်เนาะယုံကြည်မှလှုပ်ပါเนาะကဏ္ဍနေဟာဘုံဖွဲ့ဆိုပြီးပြီးခဲ့တာတခုမှမပါဘူး မူတွေ site တွေနဲ့ပြောကြပြီးတော့ပေးတာဖြစ်တဲ့အတွက်ကျွန်တော်မျိုးတွေထိုးပြောပါတယ်เนาะကျွန်တော်ပြောတဲ့မူတွေ site တွေကဟုတ်လားမဟုတ်လားဆိုရင် like စစ်ကြည့်ဟုတ်ပြီလားเนาะ like စစ်ကြည့်ရင်သိရလိမ့်မယ်ဟာရမ်းပြောနေတာလားဘာလားဆိုတာဒါပေမဲ့ဒါတွေကိုစဉ်းစားစရာမလိုပါဘူးเนาะဖိုင်ရှားတို့အပတ်တိုင်းမကြောက်တင်ခံတဲ့ငန်းနေတာကြည့်လိုက်ရင်ကျွန်တော်မျိုးတွေကို ျွန်တော်တို့စီနာထားတာတွေဟာအထင်အပေါ်လင်ပါတယ်နော်အဲကြတော့အားလုံးမင်္ဂလာပါကျွန်တော်ကတော့ five star လေးရေးမှုပဲဖြစ်ပါတယ်ကျွန်တော် like ကို တွေ့ရှိတဲ့မျိုးတွေအားလုံးကျမ်းမာချမ်းသာပြီးနှလုံးဓာတ်တွေပေါက်ကြပါစေလို့ဆုတောင်းပေးရင်းနဲ့ဒီနေ့နေ့တိုက်ကတော့၄၆လေးခုနဲ့20တို့ကိုကြိုင်းနေတဲ့ပါတယ်လို့ပြောရင်ဘိုက်ရှာတို့ဂရုကတော့ ဗိုက်စားရရဲ့အခွေကိုမိန်တင်ထိုးကြမယ်ဟုတ်ပြီလားအလုံးမင်္ဂလာပါနောက်ပြီးတကွဲသေးတော့ကနန်းမိန်မွေထိုးကြမယ်ပို့ဗျာဒါပါပဲเนาะအလုံးမင်္ဂလာပါခင်ဗျာ